Where went Smith ဆိုတာတရုတ်ပြည်ကနိုင်ငံ၅ခုနဲ့စိတ်ပြထောင်ခဲ့တရုတ်ပြည်ရဲ့တမိုင်းတလျှောက်လူအသေးအပြောက်အများဆုံးဆက်ပွဲတွေနဲ့ပြည်နေတဲ့ပြည်တွင်းဆက်ကာလပေါ်အခြေခံထားတာပါဒီလိုအခြေအနေကနေတရုတ်နိုင်ငံရဲ့ရွှေခက်လို့ပြောနိုင်တဲ့စုံခက်ကိုတည်ထောင်နိုင်ခဲ့တဲ့လူ၊ကွဲပြားနေတဲ့နိုင်ငံတွေကိုစူးစီးပေးခဲ့တဲ့လူတယောက်အကြောင်းကိုဒီနေ့ပြောပြပေးသွားမယ်။သူဘလို့တရုတ်ပြည်ကိုစူးစီးခဲ့တာလဲ။သူနဲ့ပတ်သက်တဲ့ထင်ရှားတဲ့အကြောင်းအရာတွေသိချင်ရင်တော့ဆက်ပြီးတော့နားထောင်ပေးပါနော်။ Big Job မြန်မာလိုကြောက်ကြီးလို့ခေါ်တဲ့ ျော်ပျော်နေတတ်တဲ့ MPC တကောင်ရဲ့တကယ့်တမိုင်းကြောင့်အစစ်ကိုဒီနေ့ပြောပြပေးသွားမယ်။ကြောက်ကြီးဆိုတာကျွန်တော်တို့စတွေ့တုန်းကစစ်သားတွေနဲ့ဒုက္ခရောက်နေတဲ့အချိန်စစ်တွေနဲ့ပြစ်ပြီးလာခဲ့တဲ့အခန်းကျွန်တော်တို့ဇက်ကောင်ကခိုင်ဖုံးမြို့ထဲရောက်လာတဲ့အချိန်ကိုဖော်တိုင်းကလည်းတုံးလို့မရပါလာတဲ့ပစံတွေကလည်းထန်ခက်ကပစံတွေဖြစ်နေတော့တန်ဖိုးမဲ့သွားပြီးတော့တိုင်ပတ်နေတဲ့အချိန်ပေါ့လေ။ဂိမ်းထဲမှာတည်ရတဲ့လောက်တော့ကြောက်ကြီးကပျော်ပျော်နေတတ်ပြီးလူချက်လူခင်ပေါ်များတယ်။တခါတလေမှာဆိုရင်တော့ကြောင်တောင်တောင်နေလောက်တယ်ပေါ့။ဒါကြောင့် ငါတို့စောက်ပေါ်ကြီးနဲ့တွေ့နေရတာပဲလို့ထင်လိုက်ရင်တော့မှားသွားမယ်ပေါ့နော်ပစ်ချောက်ချောက်ကွမ်းတဲ့ဟာတကယ်ရှိခဲ့တဲ့တမိုင်းဝင်အေဂရက်ဖြစ်တယ်စိတ်ဝင်စားစရာကောင်းတာကဂိမ်းထဲမှာအဓိကနေရာပါနေတဲ့တမိုင်းဝင်အေဂရက်၄ယောက်ထိရှိတယ်ဒီထဲမှာ၂ယောက်ဖြစ်တဲ့ချောက်ကွမ်းရံနဲ့ချိုက်ရံကြောင့်ကျွန်တော်ပြပြပေးသွားမယ်ဂိမ်းထဲမှာပါတဲ့ချောက်ကွမ်းရံကိုချိုက်ရံကို၂ယောက်စလုံးဆင်းရဲသားဘဝကနေလာတာဆင်းရဲဒုက္ခဆိုတာဘယ်လိုပုံစံလဲသူတို့ကောင်းကောင်းသိတယ်ဒါဆိုဘာလို့တောင်ပိုင်းကိုကျူးကျော်စစ်ဆန်နှွှဲနေကြတာလဲ ယာတုအာနာအဝဲမြင့်မောပြီးတော့ဟန်ဆောင်ကောင်းတဲ့ဆက်ကောင်းဆောင်နေလားဂိမ်းထဲမှာတော့ဝင်းထားကမ်ဘယ်လို့ခေါ်တဲ့စကားပြောခန်းကိုတေချာဖတ်လိုက်လို့ရှိရင်သူတို့မှရွေးချယ်စရာမရှိဘူးဆိုတာသိရလိမ့်မယ်။ဘာကြောင့်လဲဆိုတာနားလည်အောင်စူးစမ်းကြည့်ကြရအောင်နော်။ကိုကိုကိုချိုက်ရုံဘရင်လို့ယူဆလိုက်။ကျွန်တော်တို့ဟာကျိုးမင်းစရဲ့ဘရင်ဒါပေမဲ့ရန်ရွန်16မြို့စလုံးခီတန်နဲ့လက်ထက်ရောက်သွားပြီ။ခီတန်ဆိုတာကအဲ့ဒီခက်ကဥယောပရဲ့ဘိုက်ကင်းနေ။ဒါဆိုရင်ကျွန်တော်တို့စဉ်းစားစရာ ပေါ်လာပြီပထမတစ်ခုကတော့လျောင်ပြီကိုတိုက်မယ်ခီတန်နေကိုပြန်ချမယ်အဲ့ဒီအချိန်မှာခီတန်နေရဲ့လျောင်ပြီဟာဆိုလို့ရှိရင်မြောက်ပိုင်းဟန်ပြီနဲ့ပူးပေါင်းနေတယ်ဟန်ပြီဆိုတာကကျွန်တော်တို့ရဲ့ရိတ်ခါလမ်းကြောင်းတွေမကြာခဏဖြတ် တောက်နေတယ်ဒီအတွက်ကျွန်တော်တို့ခီတန်ကိုတိုက်လို့မရဘူးဒါဆိုလို့ရှိရင်လျောင်ပြီကိုမတိုက်ခင်မြောက်ပိုင်းဟန်ကိုအရင်တိုက်မယ်မြောက်ပိုင်းဟန်ဆိုတာကအခုခေတ်ထရွံထရွံဆိုတာကတောတောင်ကြောက်ကဘာတအားထူတယ်နှစ်ပေါင်းထောင်ချီအဓိကခံတတ်အနေနဲ့ရက်တည်ခဲ့တာ ီတို့ဝင်းရံတိုက်ခိုက်ဖို့ဈေးစကကြီးတယ်ဒါပေမဲ့စီးပွားရေးအရာတွက်ချေမကြိုက်ဘူးဒါဆိုရင်ခြိုက်ရုံအနေနဲ့ထိုင်မင်းဆက်ကရှိခဲ့တဲ့နေရာကလည်းတိတိလေးဖြစ်နေတဲ့အတွက်လိုအပ်တဲ့လူအင်အားလက်နက်အင်အားပြီးတဲ့ခါကျတော့ငွေကြေးအင်အားအလုံးအတွက်တောင်ပိုင်းကိုဆက်လက်နေချဲဖို့လိုတယ်ဒါပြီးတော့တောင်ပိုင်းဟန်ပြီဟာဆိုလို့ရှိရင်လည်းခီတန်နေတဲ့ပူပေါင်းနေတယ်ဆိုတာသတင်းရထားတယ်ဒီအတွက်ကျွန်တော်တို့ကတောင်ဘက်ဟန်ပြီကောမြောက်ဘက်ဟန်ပြီကောကျွန်တော်တို့တိုက်နေတာဖြစ်တယ် ဒါဆိုရင်ကျွန်တော်တို့ plan B ကိုဆက်ပြီးတော့သွားမယ်။တောင်ပိုင်းကိုအရင်ပူပေါင်းမယ်။တောင်ပိုင်းကတရုတ်ပြည်ကိုရသွားပြီဆိုမှစီးပွားရေးအခြေခံတစ်ခုရမယ်။ဒါဆိုရင်မြောက်ပိုင်းကိုပြန်တိုက်လို့ရပြီ။ဒါဆိုရင်တော့ဂိမ်းခဲက Acret 3ပါးစလုံးရဲ့မဟာဗျူဟာကိုကျွန်တော်တို့အနေနဲ့စလုပ်လို့ရပြီဖြစ်တယ်။ဂိမ်းခဲမှာရှိတဲ့ကြောက်ကူရင်ရဲ့အဖြစ်အပျက်တစ်ခုမှာဆိုရင်တောင်ပိုင်းထံကိုကိုစားပြုတဲ့ငါးကိုစားရမလား။မြောက်ပိုင်းကိုကိုစားပြုတဲ့တိုးသားကိုအရင်စားရမလားဆိုပြီးတော့အငင်းပွားတော့ပြထားတယ်။တကယ်အဖြစ်အပျက်ဟာဆိုလို့ရှိရင်လေဒီအဆီဇန်ပေါ်အခြေခံတာဖြစ်တယ်။ဒါကြောင့်မို့လို့ တောင်ပိုင်းကိုကျူးကျော်တာကသူတို့လောက်ရမှာကြောင့်ကျူးကျော်တာဖြစ်ပြီးတော့မြောက်ပိုင်းကိုတက်တာဟာဆိုလို့ရှိရင်လည်းသူတို့လောက်ရမှာကြောင့်တက်တာဖြစ်တယ်။တမိုင်းကြောင့်တလျှောက်တရုတ်ပြည်ဟာဆိုလို့ရှိရင်အပိုင်းပိုင်းအဆဆဖြစ်နေတယ်။ chai ro ကနှစ်နှစ်အတွင်းမှာပဲတောင်ပိုင်းထံကိုစစ်စင်ရေး၃ချိန်လုပ်တယ်။ khi dan နေတိန်းထားတဲ့ခရိုင်၁၄ခုကိုပြန်သိမ်းတယ်။ပြီးတော့တောင်ပိုင်းထံ acre တွေကိုလည်းသူတို့ရဲ့ acre ဘွယ်ဆွတ်လုပ်ဖို့အတွက်ဖိအားပေးခဲ့တယ်။သူကိုယ်သူစမ်းတဲ့ data ရဲ့အုပ်စိုးသူဖြစ်ကြေညာတယ်။ဒါပေမဲ့သူ့ရဲ့အောင်ပွဲကအကြကြီးမဆိုးဆန်လည်းရဘူး။ ငါးနှစ်အကြာမှာပဲခြိုက်ရွံကရုတ်တရက်ဖျားနာပြီးတော့ကွယ်လွန်သွားတယ်။ဂိမ်းထဲမှာတော့သူကအစိတ်ခက်ခဲရပြီးတိတ်ဆုံးတယ်လို့ပြောတယ်။အထက်အကြောင်းရင်းကိုတော့ကျွန်တော်တို့ update တွေထွက်မှာပဲသိရမယ်။တကယ်ကြောက်ကွမ်းရရဲ့အစစ်အမှန်ဇာလန်းကတော့တိုင်းဝတ္ထုတွေထဲရလို့ပဲဘာမှမရှိတဲ့ဘွားကနေကြီးပြင်းလာတယ်။ကလေးဘွားမှာရှောင်းလင်းဖုန်ကြီးเจ้าမှာဉာဏ်စီပညာနဲ့အမြပြပညာကိုလေ့ကျင့်နေအခြားကောင်လေးတွေထက်အများလမ်းပိုတော်တယ်။အသက်21နှစ်မှာတော့ခြေလင်းစစ်သားဘွားအသက်26နှစ်မှာတော့ခြိုက်ရွံဧကရက် ရဲလက်အောက်မှာအမှုထမ်းနေတဲ့စစ်သားအဲ့ဒီအချိန်မှာချိုင်ရီအေဂရက်ကမြောက်ပိုင်းဟန်နဲ့ခီတန်ကပူပေါင်းကျူးကျော်မှုကြောင့်မလို့သူကစစ်ပွဲရှုံးနေတယ်ဒီအတွက်ကြောက်ကြရံကမကြောက်မလျှော့နဲ့ညင်းစီးပြီးတော့ရန်သူစခန်းကိုဝန်တိုက်တယ်တပ်ဖွဲ့တွေကိုစုစည်းတယ်စစ်ပွဲတစ်ခုလုံးကအလဲအပြောင်းဖြစ်သွားတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ချိုင်ရီကကြောက်ကြရံကိုဒလီတစားနဲ့ယာထူးတွေကို မြ мян တိုးပေးတယ်။ငါနဲ့အကြာမှာတော့6ရောင်ကွက်လွန်သွားတယ်။သူ့ရဲ့ခုနှစ်တားကလေးကအီဂရက်ဖြစ်လာတယ်။ကြောက်ကွရံကခီတန်တွေရဲ့ကျူးကျော်မှုထတ်ရှိနေတယ်ဆိုပြီးတော့တရင်တူဖြတ်နေသူ့နိုင်ငံသူကာကွယ်ဖို့ခြေတက်ရမယ်ဆိုပြီးပြောတယ်။တပ်သားအလုံးကိုခေါ်သွားတယ်။ခြေတန်းကိုရောက်တဲ့အခါမှာသူ့ရဲ့အတွင်းလူကတရင်ဖြတ်နေအီဂရက်ကကလေးလေးပဲရှိသေးတယ်။သူအုပ်ချုပ်လို့မရဘူး။ငါတို့နိုင်ငံအတွက်တိုက်နေတာကကြောက်ကွရံ။ဒါကြောင့်မလို့ကြောက်ကွရံကိုပဲငါတို့ဘရင်တင်ရအောင်ဆိုပြီးပြောလိုက်တယ်။ အဲ့ဒီနေ့မနေ့မှာပဲကြောက်ကွမ်းနေဟာဆိုလို့ရှိရင်အရင်မူပြီးအိတ်နေအိတ်နေဟန်ဆောင်နေပေါ့နော်ဒီချိန်မှာသူ့ရဲ့အတွင်းလူတွေကဧကရဝေယုံကိုပေးတယ်အရင်မူပြီးပြန်နိုးလာတဲ့အခါမှာတော့သူကငါဘယ်တော့မှဒီဘရင်ရာထုတ်မရချင်ဘူးဒါပေမဲ့မင်းတို့ငါ့ကိုဘရင်ဖြစ်စေချင်တယ်ဆိုရင်တော့နန်းတော်ရောက်တဲ့အခါမှာမိခရခေါင်ကြီးဒါမှမဟုတ်လို့ရှိရင်လည်းဘရင်လေးကိုလုံးဝတစုံစီမှမနှောက်ရှက်ရဘူးပြီးတော့အရာရှိတွေရောမြို့တွေရောလုံးဝတစုံစီမှမနှောက်ရှက်ရဘူးလို့ပြောတယ် စစ်သားတွေလည်းသူ့ရဲ့ထောက်ခံမှုကြောင့်မလို့ခိုင်ဖုံးမြို့ထဲကိုဝင်လာတယ်။စစ်တပ်တစ်ခုလုံးကသူအပြေအဝါထိ ंछ ုတ်ထားတယ်။ဒီအတွက်တွေးမြင့်စင်းမှမကြပဲနဲ့မြို့တော်ကိုထိ ंछ ုတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာသူ့အသက်34နှစ်မှာဆုံဒိုင်နစတီကိုတည်ထောင်နိုင်လိုက်တယ်။ဆုံမင်းဆက်ကိုစတဲ့တည်ထောင်နိုင်လိုက်တယ်ပေါ့နော်။သူ့ဝအာနာပြန်သိမ်းတဲ့လောက်ရမျိုးမလုပ်နိုင်ဖို့အတွက်သူဟာဆိုလို့ရှိရင်ဘ ෝජ ုတ်ကြီးတွေစီကအာနာကိုပြန်သိမ်းတယ်။ဆက်ရေးအာနာတွေကိုစွန့်လွတ်ပြီးတော့အေးစေးနေဖို့အတွက်ဖိအားပေးနိုင်ခဲ့တယ်။ ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့သူဟာဆိုလို့ရှိရင်တည်ငြိမ်အေးချမ်းနဲ့စုံခက်ကိုတည်ထောင်နိုင်ခဲ့တယ်ကျွန်တော်တို့သိခဲ့တဲ့ပေါင်ချိန်တို့ကြံ့ကြောင်းတို့ဟာဆိုလို့ရှိရင်ဒီစုံခက်ကနေဖြစ်လာတာဖြစ်တယ်စုံပြီထောင်ဟာတော့ကျွန်တော်တို့သိတဲ့တိမ်မြတ်သူရဲ့ကောင်းကောကျက်ဟာရုံးရဲ့ထက်မှာမန်ချူရီရဲ့ကြည့်တော်မှုကြောင့်ပျက်စီးသွားတယ်